အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ common တော့ဒီနေ့ဖြစ်ပါစေဒီနေ့ကနေကျွန်တော်စုမုံကောင်းတောင်းပေးလိုက်ပါတယ်။ တကယ်ကိုဒါကျွန်တော်တို့ဒီနေ့မနက်ကအေးပြတ်ဂျူနဲ့တဲ့ပွဲစဉ်တွေကတပွဲဆိုတာကိုတော့ပြောစရာမလိုဘူးเนาะအဲ့တော့ဒီနေ့မှဒါကျွန်တော်တို့နောက်ဆုံးအချိန်ကျွန်တော်ဘောလုံးပွဲတွေကိုအပြီးပြည့်ကြည့်ပလဲကျွန်တော် နောက်ဆုံးဒါအမှန်တိုင်းပြောကိုအတင်းနဲ့ဘယ်အတင်းများတွေ့မလဲဆိုပြီးလာစီယိုနဲ့ဘူဒူးနဲ့ဂလင့်နဲ့ပွဲစဉ်ကအစကျွန်တော်ပွဲပြီးအောင်ကြည့်ပနဒီဒီအဆုံးဖြတ်တွေကြည့်လိုက်တယ်ပေါ့เนาะအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အမှန်တိုင်းပြောမှာလက်ရှိမှာကျွန်တော်ချက်စီးပွဲစဉ်တော့မကြည့်ဖြစ်ခဲ့ဘူးချက်စီးပွဲစဉ်တော့ကြည့်ဖို့အတွက်ဒါကျွန်တော်လက်ရှိမှာကျွန်တော် channel ကြည့်ရချင်မှာအဲ့ကြည့်တဲ့ channel ကလည်းလက်ရှိမှာဒါကျွန်တော်တို့ အဆင်မပြေရတော့ကျွန်တော်မကြည့်ဖြစ်ခဲ့ဘူးအဲ့တော့ချက်စီရဲ့ပွဲပြီးသုံးသက်ချက်ကျွန်တော်ဒါမပြောတော့ဘူးဒါကျွန်တော်ချက်စီအကြောင်းလေးနည်းနည်းနောက်မှထည့်ပြောတော့ချက်စီပွဲပြီးသုံးသက်ချက်ကျွန်တော်ပြောတော့ဘာလို့ဆိုချက်စီပွဲကိုကျွန်တော်မကြည့်လာတော့ရမကြည့်ဘဲနဲ့ကျွန်တော် ပြောတာဒီဇိုင်းတွေဒီတိုင်းမပြောတာပဲပို့ကောင်းတယ်ပေါ့နော်အဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒါ Manchester United ရဲ့ပွဲစဉ်ကြောင်းအရင်ပြောအောင် Manchester United အသင်းနဲ့ပြိတက်တွေကိုနှလုံးယောဂရအောင်လှုပ်ပြသွားခဲ့တယ်လို့ပဲဆိုရမှာပေါ့နော်အဲ့တော့လက်ရှိမှာဒီနေ့ပွဲစဉ်ဒါကျွန်တော်တို့ Manchester United ဒါကျွန်တော်မှတ်မဲ့ရ4-2နဲ့ရှုံးနေတဲ့အချိန်မှာဒါကျွန်တော်တို့မှတ်မဲ့ရ Rio Ferdinand ကသူ့ရဲ့ press ကသူပြောနေတာပေါ့သူက Rio Ferdinand အဲ့ပွဲမှာပြောနေတဲ့အချိန်မှာအဲ့ကောင်းလေးတယောက်ကငိုနေတယ်ဆိုတော့ပြီးရောပြီးရောကျွန်တော်4-3ဖြစ်သွား4-3ဖြစ်သွားတဲ့အချိန်မှာကောင်းလေးတယောက်ငိုနေတာ တိုက်ကောင်လေးငိုတက်ရငါတို့လှုပ် Manchester United အသင်းကလှုပ်ပေးရမယ်ဆိုမမဲရအဲ့ဒီကနေပြီးစတိုက်ပဲဒါ United ကသာနှစ်လုံးစတိုက်တွင်းပြီးတော့ဒါကြောင့်10မိနစ်ချပေါ့နော်ဒါကြောင့်10မိနစ်ချတွင်းမှာနှလုံးစတိုက်တွင်းပြီးတော့ဒါကြောင့် Manchester United အသင်းကတော့နောက်ကျတွင်းကိုနေတို့ Lion ကိုအနိုင်ရရှိခဲ့တယ်ဖြစ်တယ်။ဒါပေမဲ့ဒီနေ့ပေါ်စမှာ Lion ကိုလည်းကျွန်တော်ချီးကျူးရမယ်ဒီမှာပါပါတယ်။ Lion အသင်းရဲ့လက်ရှိတာတယောက်ရောအနေထားနေတော့ဒီလောက်ထိဆော့ပြတော့နိုင်ကြတော်တော်လေးကိုချီးကျူးပေါ့ကောင်းနေ။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Paulo Foreign Sky ရဲ့အသင်းကနောက်ကျွန်တော်ပြောလို့ပဲအဓိက4-3ဖြစ်နေတဲ့အချိန်မှာခံစစ်ကိုလုံးလုံးချုံချုံထိန်းရမယ်ဆိုတာဘာလို့မှမသိတဲ့ပြဿနာတော်တော်လေးကိုဆိုးရွားရလို့မြင်နေ ယ်။ဒါပေမဲ့ဒီနေ့ပေါ်စမှာ Manchester United အသင်းရဲ့စိတ်ဓာတ်ပြင်းထန်မှုက တော်တော်လေးကိုဒါကျွန်တော်ပြင်းထန်နေထားမှရှိတယ်။ဒါပေမဲ့တယောက်ရောအနေထားကိုဒီလောက်ဆော့သွားတာ United အတွက်ကတော့ပြောစရာကြီးကတော်တော်လေးကိုများခဲ့တဲ့ scenario ရောက်လာခဲ့တယ်ပေါ့နော်။အဲ့တော့ Manchester United အသင်းအနေနဲ့ Lyon အသင်းကိုဒီနေ့ပေါ်စမှာနိုင်ခဲ့တဲ့အချိန်မှာဒါကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ခြေစွမ်းပိုင်းခဏလောက်မေးလိုက်။အဲ့တော့ခြေစွမ်းပိုင်းပြောရင်မိုးလင်းသွားလိမ့်မယ်။အဲ့တော့ခြေစွမ်းပိုင်းခဏလောက်မေးပြီးဒါတကယ်တမ်းစိတ်ဓာတ်ပိုင်းဆိုင်ရာမှာဆိုရင်တော့ United အသင်းနဲ့ဒါကျွန်တော်4-2ဆိုတဲ့ရလက်ဖြစ်နေတဲ့အချိန်မှာ5ဟုတ်တယ်ပေါ့5-4ဆိုတဲ့ရလက်3ဂိုးကိုဒါကျွန်တော် spam ရပြောရမယ်ဆိုရင်ဒါ ော့ကျွန်တော်10မိနစ်လောက်အတွင်းမှာဒါကျွန်တော်10မိနစ်တော့မရှိပါဘူး6မိနစ်နဲ့9မိနစ်အတွင်းမှာဒါပုံကိုကိုပြန်သွင်းရမယ်ဆိုရင်ဒါကျွန်တော်3မိနစ် Man U ဆိုတဲ့ဒါကျွန်တော်ကျွန်တော်အဖေပြောပြောနေတဲ့ဒါစကားလုံးကိုကျွန်တော်ပြော3မိနစ် Manchester United ဆိုတဲ့စကားလုံးကဒီနေ့ပွဲစဉ်မှာအသက်ဝင်လာခဲ့ပြီလို့ဆိုရမယ်တော့ပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါအမှန်တမ်းပြော United က AACC နိုင်တယ်ကျွန်တော်မမေ့ရတာကျွန်တော် United ဘက်ကိုကြည့်နေနေ Spar ကတော့မပို့ပြီးတော့ခက်ခက်ခဲခဲဆွတ်နေတဲ့ကြောင့် United က2-0ဆိုတော့ AC ပေါ့နော်မမေ့ရတာကျွန်တော် Ugarte ကဒါကျွန်တော်တို့ Ghana ချိုပြီးပို့မှုကတစ်စစ်ဒါကျွန်တော်10မိနစ်မှာသွင်းချလိုက်တယ် ပြီးရပြ၄၅မိနစ် plus 10မိနစ်မှာဒါလောက်ကဒါကြောင့်ပွဲပြီးခဲ့ဒီမှာ twin ချလိုက်ပထမပိုင်းပြီးခဲ့တော့သူကြောင့် okay okay united က aco เนาะပြီးခုနပြောလို့ကစားသမားတွေအကုန်လုံးကသူ့ဟာသူမဆိုးဘူးဒါပေမဲ့ united ဒါပေမဲ့အလာဟန်ဒိုဂါနာချူနင်းနဲ့ကျွန်တော်ဒါ lion ကစားသမားဖြစ်တဲ့နီယာခါတီကိုနောက်ခေါက်ကြကြံတစ်ချက်ခေါက်ပြီးတော့ကိုယ်သမားတဲ့ကန်မှာနည်းနည်းစိတ်ခူပါဟွန်းဒါကတော့ပြောမမဲ့ရကျွန်တော်ဘာမျိုးလုံးနဲ့မြင်တော့မမဲ့ရမမိကြလိမ့်မယ်ကျွန်တော်တို့ဘာစနာတဲ့ဒါလီဗာပူးနဲ့တွေ့တဲ့အချိန်မှာ ဥစမာဒမ်ဘီလီရောအလူကြီးကံပိုင်ခွင့်ရအောင်ဆိုတော့မကံမင်းနဲ့ကျွန်တော်တော်ကံနဲ့လွတ်လိုက်ရပြီအဲ့ဒီတလုံးကဘလောက်ထိအေးပါခဲ့လဲဆိုတော့လက်ရှိမှာလစ်ဗာပူးတင်ချန်ပီယံလိရသွားတဲ့အထိကိုအဲ့ဒီလုံးကအေးပါခဲ့တယ်ဗောနော်အဲ့တော့ပြောချင်တာ United အသင်းနဲ့ဒီတုန်းကဒါကြောင့်ကဲကန်ကောင်းလို့ပေါ့နော်လက်ရှိမှာဒါကြောင့် United ဒါမရှုံးလို့ရှုံးများရှုံးလို့ရတာပြိတက်တွေအနေနဲ့ဘလတ်တောင်တာကနာချိုကိုဆဲမလဲမသိဘူးနော်ကျွန်တော်မနေ့ကဒီနေ့ပုံစံမှာကနာချိုနဲ့အဲ့ဒီအပိုင်တစ်လုံးလွှဲတာကလွှဲရင်တော်တော်လေးကိုအဆင်ပြေတယ်တပွဲလုံးတိုင်းတိုင်းကသူ့ရဲ့ဒါကျွန်တော်သူ့ရဲ့ဒါကျွန်တော်တို့ပေးပို့မှုအစပထမဆုံးအတွင်းကိုရသူ့အနေနဲ့ဒီနေ့ပ ုံမှာကနာချူတာတော်တော်လေးကိုကောင်းတဲ့ပုံစံတစ်ပုံကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ဒီရတဲ့အတိုင်းဒီတလုံးရဲ့ဒါ costly ဖြစ်မှုကဘယ်လောက်ထိအရေးပါလဲဆိုတော့ predator အနေနဲ့ပို့ပြီးတော့သိမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါအေးအေးပြကျူတော့တော်တော်လေးကိုနက်တဲ့ပွဲတစ်ပွဲပေါ့အဲ့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ပီလဲပြီးတော့ဒါကျွန်တော်တစ်ဖက်က lion က၄ကိုစရတဲ့အတွင်းတယ်ဒါပေမဲ့ဒီနေ့မှာ lion ကဒီနေ့ပုံစံမှာဒါမဖြစ်မနေကြီးကျူးနေတာဒါကျွန်တော်လူစားဥဝင်လာနံပါတ်17လေးဗျာ တော်တော်လေးကိုကောင်းနေပြတော်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 လေးကိုကောင်းနေလို့ပြောလို့ရတယ်ဒါမှဘာအဲ့ကျွန်တော်မာလစ်ဖူဖာနာဆိုတဲ့ chart 65မြို့မဟုတ်အဲ့အဲ့ number 7ဝင်လာပြီးရတာကျွန်တော်သူ့အနေနဲ့ United ရဲ့နောက်တန်းကိုမှုန့်နေတယ်အဲ့တော့အဓိကအဒီမြန်မာ Ruben Amorim ကိုမေကွန်ထုတ်အောင်ကမာလို့မာဇရာဝီကိုသွားထည့်ဥတာလေဘောနော်အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်ဒီ full back နဲ့ full wing နေရာမှာဒါတော့ short အဆင်ပြေနေတဲ့အနေထားမှာဒါဒီ set တဲ့နေရာ full back နဲ့ဝင်လူ short တဲ့ဘာမှကိုလို့လို့မရပြောချင်တာဒီနေရာမှာဒါ United အသင်းကိုဒါ 3 back formation မှာ4 back လို့လည်းပြောလို့ရတော့ကျွန်တော်စဉ်းစားလိုက်တာဩဘာ United အသင်းနဲ့ဒါလက်ရှိမှာ4 back ဆိုတဲ့ formation မျိုးလောက်သွားတာလားဗောနော်အဲ့တော့မဟုတ်ပြတကယ်တော့3 back လူရှော့ကတော့ကျွန်တော်တို့သက်ဆန္ဒဘက်နေတယ်လူရှော့နေဒီနေ့တပွဲလုံးမှာတ ်ဘောလုံးကိုမကန်မှုရဲ့ကောင်ကြနေဘလူကန်နေမန်းကိုမသိတဲ့အနေထားမှာရှိတယ်။အိုနာလာကဒီနေ့တပွဲလုံးမှာကောင်းတာဒီအများကြီးရှိခဲ့မဲ့သူ့ရဲ့အမားတွေကတစင်ပေးခဲ့တဲ့တချို့လည်းရှိတယ်။ဒါပေမဲ့အမားဆိုတဲ့သူသူမားရဆိုတော့သူသူပြဿနာပဲ။ဒီနေ့ပါ for sure မလုပ်တတ်တာ။ကျွန်တော်ဒါအိုးရင်တော့ကဒါကျွန်တော် Casper Michael လာဒါကျွန်တော်တို့ Venezuela မသိပြောဘူးလား။ Oh no အလိုဝကံပြောပွဲရှိတယ်ဘယ်တော့မှဆိုဂိုသမားကငငိမ့်မနေရဘူးဂိုသမားကခုနပြောလို့ပြအမြင်နဲ့လှုပ်လို့ရနေရတယ်ဂိုသမားကငငိမ့်နေတယ်ဆိုရင်အဲ့ဒီလူကအလုံးမလုံဘူးလို့ပြိတ္တတွေကအမြင်ထင်တယ်ဒီတိုင်းမှာအိုနာနာကပြဿနာကခုနပြောလို့ပြ तू ပေးလိုက်ရပြီကို तू အနေနဲ့ငုတ်တုတ်ကြီးပဲရဲကြည့်နေတာအဲ့ဒါကလက်ရှိအိုနာနာရဲ့ပြဿနာဖြစ်တယ်အိုနာနာနေခုနပြောနည်းနည်းလေး forfeit လုပ်ပြလိုက်နေဟာ okay ဒါမဆိုးဒီကောင် try တယ်ပေါ့ people want you to try ပေါ့နော်ခင်ဗျားတို့လူတွေကဒါအနည်းဆုံး အနည်းဆုံးကတော့စူးစမ်းစီခြင်းဒါပေမဲ့အိုနာရပြဿနာဒီတိုင်းပဲကောင်းနေပြမကောင်းမှုကောင်းနေအစင်ကြည်တယ်ကြည်ရရှုရโอเคတယ်ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုအန်ဒရီယိုအိုနာရအနေနဲ့တကယ်တဲ့အသွင်းသွားအသွေးခံရတဲ့အသွေးခံရလိုက်တဲ့ဂိုးတွေကိုပြန်ကြည့်မယ်ဆိုအန်ဒရီယိုအိုနာရဘက်ကနေပြီးတော့ဟဲ့ လောက်ကြီးလဲမဟုတ်ပါဘူးကွာဆိုပြီးဖြစ်သွားတဲ့ပုံစံမျိုးဖြစ်သွားတယ်ဘာလို့ကိုကိုသမားကိုယ်တိုင်ရက်ကြည့်နေအောင်အဲ့တော့ဒီနေ့ပွဲစဉ်ရတကယ်ခုနပြောသဘဲမဖြစ်မနေချီချူးရမယ်ကစားသမားတွေကဒါကာစမီရိုချီချူးမယ်ဒါပေမဲ့ဟယ်ရီမဂွိုင်းယားပါပဲဒီနေ့ဒါကျွန်တော်တို့မမဲရရီယိုဖာဒီနန်နေနဲ့ဒါကျွန်တော်တို့ရူဘင်အာမိုရီရဲ့တက်တစ်ကိုတော့မေးခွန်းထုတ်ခဲ့တယ်ပေါ့နော်မမဲရဒါကျွန်တော်တို့ခွိုင်လန်းကြီးကိုထုတ်တယ်အာလာဟန်ဒိုကာနာချိုထုတ်တော့တိုက်စစ်မှာဘဒူးမှမများစသာမရှိတော့အဲ့ဒီမှာတော့ဘာလို့လိုက်လဲဆိုတော့ကိုဘီမိုင်းနူနဲ့ဟယ်ရီမဂွိုင်းယားနှစ်ယောက်ကိုဒါစန်တာဖော်ဝတ်ထားကြပြလိုက်တယ် အဲ့ target center ဦးလူတော်များအာမမဲဖူတူဖြစ်နေတဲ့အချိန်မှာ rubber armory tactical ဘုတ်ကြီးထုတ်လာတဲ့အချိန်မှာလူတော်များဝေဖန်ကြတယ်ကွာဒီဘက်ဆောက်ဘောဘိုင်လုံးလည်းမသိဘူးအဲ့ tactical ဘုတ်ကတကယ်ကိုတက်ဝင်ခဲ့တယ်သူ target center forward ကစားသမား၂ယောက်ဖြစ်တဲ့ Harry Maguire နဲ့ဒါကျွန်တော်တို့လက်ရှိ ကိုဘီမိုင်းနူတို့ရဲ့ဒါကျွန်တော်တို့အပိတ်သွင်းချက်တွေကအတူဒါကျွန်တော် United အသင်းကိုအသက်ဆက်စေခဲ့တယ်။ဒါပေမဲ့ကိုဘီမိုင်းနူရဲ့သွင်းကတော်တော်လေးကို class ဖြစ်တယ်လို့ကျွန်တော်နေမြင်တယ်။ဘာလို့လဲဆိုတော့တော်တော်လေးကိုခူးဖြစ်လွန်းနေ။အသေးသေးတဲ့ဒီညမှာဟုတ်လားပေါ့လုံးဝသူ့သွင်းကိုကဒီ United အသင်းကို level up ဖြစ်လာမယ်သူ့ကိုတော်မတဲ့တကယ်ကိုကိုသမားဘောနောက်တန်းတစ်ယောက်ကိုဖိတ်ပြလိုက်ပြီးဖတ်ဆိုပြီးလမ်းကန်တယ်။လုံးဝ finish shot နဲ့ကန်ပလိုက်တယ်ဂိုးသွားတယ်။ တော်တော်လေးကိုစနေရှိရအတွင်းကိုပေါ့အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်တို့ United အသင်းနဲ့ Cancel Bank ကတော်တော်လေးကိုပြောစရာရှိလာခဲ့ပြီနောက်ဆုံး၃ပွဲမှာ United အသင်းနဲ့ဒါ Pego 10ဂိုးတိရှိလာတယ်ဒါကောင်းနေတဲ့ United အသင်း Cancel ဘယ်များရောက်သွားလဲဆိုတော့မေးခွန်းတော့မေးရမယ်တော့ပါတယ်ဒါပေမဲ့လက်ရှိမှာနီးပြကိုဒီနေ့ပုံစံမှာဒါတော်တဲ့အချက်တွေရှိလို့ဘလေးရမယ့်အချက်ကတော့ဒါမာဇွားဝီလူကစားသမားမျိုးဘာကြောင့်မလို့ထုတ်တာလဲဆိုတော့မေးခွန်းကိုကျွန်တော်မေးရမယ်ဒါပေမဲ့ Lion ကိုလည်းကျွန်တော်အခြေကျရမယ် Palo Fort ကျွန်တော်ဒါလက်ရှိလာမယ့်နေရာဒီမှာတော့အသင်းကြီးတော်တော်များ Ryan Charkey လူကစားသမားမျိုးကိုဝဲကိုဝဲသိနေပြီလို့ပဲပြောရင်းနဲ့ပဲ ကျွန်တော်ကနောက်တစ်ပွဲကိုပြောင်းဝယ်ပြပါအောင်အဲ့တော့နောက်တစ်ပွဲကကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့အဲတော်တန်ဟော့စပါတိနဲ့ဒါဖရန်ဖတ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံကျွန်တော်နေနဲ့ဘာမှမျော်လင့်ချက်မတော့ကျွန်တော်နေတာမှတ်မှတ်ရကျွန်တော်တနိုင်ကျွန်တော်နိုင်ကြည့်လိုက်တယ်ကျွန်တော်ကျွန်တော်တို့စီမှာတနိုင်50ခုပေါ့နော်ပွဲက2နိုင်လာဆိုတနိုင်50ခုမှကျွန်တော်နိုင်ကြည့်လိုက်တယ် ငါဒီပွဲကိုထားကြည့်ရင်ရောဆိုကျွန်တော်အနေနဲ့ဒီပွဲလုံးဝကျွန်တော်တို့ကအမှန်တိုင်းပြောရှုံးပြီလို့အပြေဝမှန်တာ Okay line up ကိုကြည့်လိုက်တော့ Okay လူစုံတက်စုံပေါ်တော့မထူးဘူးဘာလို့လဲဆိုတော့သူများပွဲကြီးလည်းရှိသေးတယ်ဘဒူတက်မှလည်းပါညာလဲဆိုတော့ရှိသေးတဲ့အတွက်ကြောင့်မလို့တကယ်တည်းပြန်ကြည့်မယ် Okay ငါအချိန်ပေးပြီးကြည့်လိုက်တာမဆိုးပါဘူးနော်အဲကုနာပထမပိုင်းတော့မှဂိုးပြိုင်တော့အိတ်မယ်ပေါ့နော်ဟိုနောက်နေလဲတိတ်ကောင်းတာမဟုတ်ဘူးမဆိုးပြကိုရီကလည်းဘယ်လိုပဲပေးလိုက်ရတဲ့ပန်နတီကလုံးဝ100%ပေးရမယ့်ပန်နတီဖြစ်တယ်တကယ်ကိုပေးရပေါ့အမှန်တမ်းပြောအဲ့အလုံးကလေကျွန်တော်နေနေပြောမှာ မယ်ဒီဆင်းနဲ့တော်တော်ကန်ကောင်းသွားတယ်ဒီတစ်ဖက်အသင်းရဲ့ဂိုးသမားဒူးလေးနဲ့နဲ့မြင့်နေဆိုရင်အခက်မသိရင်ဒါမယ်ဒီဆင်းနဲ့ဒါကွင်းပြင်ကိုလုံးဝအသက်ရှူစမ်းနေတာကိုထွက်သွားနိုင်တယ်နေဒါမှရှိတယ်တော်တော်လေးကိုပြ friend face ရဲ့ဂိုးသမားကောင်းတဲ့ချိန်နဲ့ကောင်းပါတယ်မကောင်းတဲ့ချိန်တော်တော်လေးကိုရုပ်ပေါက်တဲ့ပုံစံမျိုးတွေအဲ့ဒါစပါတင်တဲ့လက်ရှိမှာဒီနေ့ပွဲစမှာ defensive ကတော်တော်လေးကိုပြောမြဲခဲ့ဒီနေ့ပွဲစမှာဒါအဝါကဲရခဲ့တာမယ်မယ်ဘန်ဒန်ကတော်တော်လေးကိုကောင်းတယ်ဒီနေ့ပွဲစမှာ united စပါတင်တဲ့တဲ့လုံးနဲ့ဖြတ်ထုတ်မှုတွေကအင်မတန်မှ next level ရှိတယ်။ရိုမေရိုကဒီနေ့ပွဲစမှာ man of the match ရခဲ့တဲ့အထိကိုကောင်းတယ်လို့ပြောလို့ရတယ်။တစ်ဖက်လက်ရှိမှာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်တဲ့ Hugo Akitite ကိုလက်ရှိမှာစပါတင်ရဲ့ခံစစ်တွေအကောင်းဆုံးဖြစ်ခဲ့တယ်။ဒီနေ့ပွဲစမှာဒါကျွန်တော်တို့မှတ်မှန်ရမနစ်ခဲ့ရာဒီအစက Pedro Porro, Christian Romero, Mickey Van der Ven, Destiny Udogi တို့ရဲ့ဒါကျွန်တော်တို့ပြောင်မြောက်တဲ့ခံစစ်ကိုပြန်တွေ့ခဲ့တယ်။ရှာရှာပပကျွန်တော်တို့လာနဲ့ချီပြီးကြာပြီးမှစပါတင်ရဲ့ခံစစ်မှာဒါ clean sheet ပြန်ရခဲ့တယ်။ဒါပေမဲ့လည်းဒီလိုချိန်မှာရတာကတော်တော်လေး ကောင်းတယ်လို့မြင်နေဒီနေ့ပုံစံမှာတချို့ကြတယ်တောက်ကိုမက်သီးယပ်စ်တဲကိုမြောက်ကျွန်တော်အနေနဲ့မက်သီးယပ်စ်ကိုကျွန်တော်တော့မကြိုက်ဘူးဘာလို့ဆိုခုနကသူ့အနေနဲ့ short on target တလုံးကလွင့်မက်သီးယပ်စ်ကကျွန်တော်ဘာမှမမြအများကြီးမျော်လို့လို့မြောက်ဒီနေ့မှဒါကျွန်တော် left wing နေရာအတွက်ရေရှည်အတွက်စဉ်းစားရမယ်လို့ကျွန်တော်နေမြင်နေဒီနေ့ပုံစံမှာဒါကျွန်တော်ဒီပြနဲ့တော်တော်လေးကိုခေါင်းမမခဲ့ပဲသူ့နဲ့ flexible လုပ်ခဲ့တယ်ဒါအသင်းကတော့လိုအပ်လိုအပ်သူခန့်စစ်ပိုင်းမှာတည်တည်ချာအဲ့တော့ဒန်ဆိုဆက်လိုက်တဲ့ချိန်မှာစပါတင်ရဲ့ခန့်စစ်ကတော်တော်လုံကျသွားပြီးတဲ့ခန့်စစ်မှု၃ရောက်နေတူဒါဝင်းဘက်တွေကကောင်းကောင်းလေး flee ရဖြစ်သွားတယ်ဒါပေမဲ့ဒီနေ့ပွဲစမှာပက်ထရိုပူရိုကိုချီချူးတယ်ပက်ထရိုပူရိုနဲ့အလုံးကျထားခါတိုင်းဆိုတာ ျွန်တော်အလွန်ကြုံတာကျွန်တော်သူ့ရဲ့ overlap တွေကိုတွေ့ခဲ့ပြီလစ်ပေါ်မှာ Pedro Poro နေနဲ့တဖက်ရတာကျွန်တော်တို့ဝင်းဘတ်တွေကဖူးတောင်မန်နေကစားမဖြစ်တဲ့တာကစားသမားအကောင်းထင်းပြသွားနိုင်ခဲ့တယ်ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အမှန်တည်းပြောမှာဆိုရင်ကျွန်တော်တို့လည်းတော်တော်လေးကိုကန်ကောင်းသွားတယ်တဖက်ရတာကျွန်တော်တို့ fullback စားမဖြစ်တဲ့ Christiansen တကယ်တမ်းဂိုးသွင်းတည်ကြမယ်ဆိုရင် hat-trick တောင်ရတယ်ကျွန်တော်တို့ကျွန်တော်တို့အိမ်ငွေတုံးကလိုပဲပြောပြောနော်ကျွန်တော်တို့ကျွန်တော်အိမ်ငွေတုံးကဒါ Lucas Barkley နေနဲ့ဒါဂိုးသွင်းတည်ကြမယ်ဆိုရင်တော့ hat-trick တောင်ရတဲ့နေဒါရှိခဲ့ပေမဲ့ Christiansen တယောက်ကဒါကျွန်တော်သူ့အနေနဲ့ဘလူးတွေကန်မှန်းမသိကန်ခဲ့တယ်ပြီးတော့တကယ်ကိုအရေးပါတဲ့ပုတ်ထုပ်မှုတစ်ခုကတော့ Vicario လ ုတ်ပြနိုင်ခဲ့တယ်တကယ်ကိုအကြီးအဲ့တော့ဒီနေ့ပြောလို့ပါ medicine ရဲ့တန်ရာကတော့မပြင်းထန်ဘူးတော့ကျွန်တော်မျှော်လင့်ပါတယ်တကယ်ကိုအဲ့တော့စပါးတဲ့တော့ကကန်ကောင်းတာကတစ်ဖက်ကဘိုးတို့နဲ့ဂလိငါတာတက်လာတဲ့အကြောင်း final ကိုတက်ဖို့အတွက်တော်တော်လေးအခြေအနေကောင်းသွားပြီလက်ရှိမှာလာဇီယိုနဲ့ဘိုးတို့နဲ့ဆိုရင်လာဇီယိုကစပါးတဲ့ပို့ပြီးတော့ခက်ခဲမဲ့အသင်းသင်းဖြစ်တယ်အဲ့တော့ဘိုးတို့နဲ့ဂလိနဲ့တွေ့တဲ့အချိန်မှာစပါးတဲ့နဲ့တခခုတော့လုပ်ပြဖို့လေတုတ်ပေမဲ့တော့ညာလဲပြန်ကြည့်မယ်ဆိုရင်တော့လာဇီယိုတဲ့ဆိုင်ပို့ပြီးတော့လွယ်ကူတယ်လေအဲ့တော့စပါးတဲ့နဲ့ခုလက်ရှိမှာတော့ကျွန်တော်တို့ ကံကောင်းစွာနဲ့ပဲပြောရမလားအသင်းရဲ့ကောင်းမှုနဲ့ပဲပြောရမလားမန်ချက်စတာယူနိုက်တက်အသင်းကဒါကျွန်တော်တို့စပါအသင်းကလက်ရှိမှာဒါကျွန်တော်တို့ယူရိုပါလိဆီမီဖိုင်နယ်ကိုတက်ရောက်သွားခဲ့ရှိပါတယ်တစ်ဖက်ကချက်စီအသင်းကတော့လေဂီယာဝါဆော့အိမ်ဝင်းမှာ2-1ဆိုတဲ့ရလနဲ့ရှုံးနေခဲ့ပေမဲ့နောက်ထပ်တက်သွားခဲ့လေဂီယာဝါဆော့နဲ့ နိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာဒါကျွန်တော်တို့ချက်စီးတင်ကဒါ DIF ဘာသိလဲမသိဘူးเนาะအဲ့ဒီတင်တွေ့မယ်အရင်ကြီးခက်ခဲတဲ့တင်တော့အဲ့တော့ချက်စီးတင်က final မှာဒါတက်လာမယ် Real Betis နဲ့ Fiorentina ဘယ်အသင်းတွေကသတင်းကိုဒါကျွန်တော်တို့တွေ့ရမယ်ဆိုတော့ကြည့်ရမယ်တင်မှာပါအဲ့တော့ပြောချင်တာဒါလက်ရှိမှာကျွန်တော်အင်္ဂလန်အသင်း၄သင်းနောက်မှာဒါကျွန်တော်တို့ European Semi-final ကိုတက်သွားခဲ့ပြီးတော့အချင်းဒီဒီကိုစီကိုစီကောင်းခဲ့ပြီးပဲလို့ပြောရင်းနဲ့ပဲ ကျွန်တော်တော့ကမိပါအောင်ဗျဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုရင်ပေါအောင်ကိုညွှန်ကြည့်လို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစုမုံအောင်တောင်းပြီးနေပဲကျွန်တော်တို့ညောင်မှာ A စစ်စစ်တူကြတာပေါ့။အားလုံးမကြိုးတူပါနဲ့။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ကျွန်တော်တော့ကမိပါအောင်ဒီပေါ်ဗျ။